comfort zone တွေကနေပြီးတော့ထွက်ပါနေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေပါနဲ့ငါနောက်ထပ်ဘာလုပ်ငန်းတွေလုပ်ရမလဲဘာတွေဆက်လုပ်ရမလဲဆိုတာကိုပဲကောင်းထဲမှာအမြဲတမ်းတွေးနေပါဒီနေ့90ဘူစူးစားတယ်ဆိုရင် နောက်နေ့မှာတရာဘူစူးစားပါအားလုံးမင်္ဂလာပါဒီနေ့မှာတော့လူငယ်တိုင်းဖက်ကိုဖက်ကြည့်တဲ့စာအုပ်တအုပ်ကိုပြောပြပေးပါမယ်အဲ့ဒီစာအုပ်ကတော့ဆရာတော်တာမင်းရေးထားတဲ့လူငယ်တယောက်စိတ်ထဲကြာနေကြီးဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ဒါကစာရေးသူရဲ့ဒုတိယမြောက်ထုတ်ဝေထားတဲ့စာအုပ်ပါကျွန်တော်တို့လူငယ်ဘဝမှာ ကြုံတွေ့နေရတဲ့ပြဿနာလေးတွေအခက်အခဲလေးတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့နီလန်းတွင်နဲ့စိတ်ခွင့်အားရစီမဲ့အကြောင်းအရာတွေကိုရေးထားတာပါပထမဆုံးပြောချင်တာကတော့ comfort zone တွေကနေပြီးတော့ထွက်ပါနေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေပါနဲ့ငါနောက်ထပ်ဘာလုပ်ငန်းတွေလုပ်ရမလဲဘာတွေဆက်လုပ်ရမလဲဆိုတာကိုပဲခေါင်းထဲမှာအမြဲတမ်းတွေးနေပါဒီနေ့၅၀ဘူစူးစားတယ်ဆိုရင် နောက်နေ့မှာတရာဘူစူးစားပါကျွန်တော်တို့ကိုကတလဝင်ဝင်3သိန်းနဲ့ပဲကျင်းနေနေရဆိုရင်3သိန်းပဲရပါလိမ့်မယ် ငါးသိန်းပဲကျင်နေနေရဆိုရင်ငါးသိန်းပဲရပါလိမ့်မယ်အလောက်နဲ့မကျင်နေပါနဲ့နောက်ပြီးတော့ကျွန်တော်တို့ဝင်ငွေတစ်ခုတည်းနဲ့ဘဝကိုမရက်တီပါနဲ့လုံနိုင်သမျှကိုလူငယ်ဘဝမှာစူးစမ်းပြီးတော့အများကြီးလှုပ်ထားပါကိုယ့်ရဲ့အိမ်မက်တွေကိုမမေ့လိုက်ပါနဲ့အိမ်မက်တွေကိုယူသွပါအကောင့်တွေဖော်ပါအဲ့လိုမျိုးကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်တွေဖော်နေတော့မှစူးစမ်းနေတဲ့အချိန်မှာအတိုက်အခိုက်တွေရှိလာပါလိမ့်မယ်ဗလိန်းတဲ့သူတွေ ဝေဖန်တဲ့သူတွေပေါ်လာပါလိမ့်မယ်။ဟာမင်းလုံမနေနဲ့မဖြစ်ဘူးမင်းဒီတိုင်းနေတာအမှတော်သေးတယ်။စားတဲ့ကို့ကိုအားပြက်စင်မဲ့စကလုံးနေကြားရပါလိမ့်မယ်။အဲ့ဒီအခါမှာအဲ့ဒီစကလုံးတွေကိုဂယုစိုက်ပြီးတော့ကိုကြောက်နေတဲ့လမ်းကိုကိုအခုလုံနေတဲ့အရာတွေကိုမရက်တန့်လိုက်ပါနဲ့လက်မလျှော့လိုက်ပါနဲ့ဆက်ပြီးတော့ကျွန်တော်တို့ကြိုးစားပါတစ်ချိန်မှာသူတို့ကကိုယ့်ကိုပြန်ပြီးတော့အားကြရတဲ့လေးစားအားကြရတဲ့သူတယောက်ဖြစ်အောင်အထီကိုကြိုးစားလိုက်ပါ လူများတွေရဲ့စကားတွေကိုဂယုစိုက်ကြစတဲ့န်းဆိုရင် ယမဆိုတာလည်းဖြစ်မလာပါဘူးရော်နယ်ဒိုဆိုတာလည်းဖြစ်မလာပါဘူးဒီစာအုပ်ထဲမှာပါတဲ့မိကွန်းလေးတချို့ကိုကျွန်တော်ဗီဒီယိုကိုခဏရက်ပြီးတော့ဖြည့်ကြည့်စေချင်ပါတယ်ငငယ်ကအဖြစ်ချင်းဆုံးရီမန်းချက်တစ်ခုဆိုရင်ဘာဖြစ်မလဲအဲ့ဒီရီမန်းချက်ကရောအောင်မြင်ခဲ့ပါသလားတင်းအိမ်မက်တီထဲမှာဈေးအကြီးဆုံးလို့ထင်တဲ့အိမ်မက်ကဘာဖြစ်မလဲတင်းအကောင့်ထဲပေါ်ပြီးသွားခဲ့တဲ့တင်းရဲ့အိမ်မက်တစ်ခုဆိုရင်ဘာဖြစ်မလဲတင်းရဲ့အနာဂတ်အတွက်အိမ်မက်ဆိုရင်ဘာဖြစ်မလဲ ိမ်မက်ကိုဖြစ်မြတ်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ရှိပါသလားဒီမေးခွန်းလေးတွေကိုဖြည့်ကြည့်ပါဂျီမန်းချက်ပန်းနိုင်မရောက်ခင်လဲကြမသွားအောင်လဲအထူးဂရုစိုက်ပါ plan တွေ goals တွေချမှတ်ပါ long term plan short term plan တွေလုပ်ပါ long term plan ဆိုတာကကြတော့ကျွန်တော်တို့ဒီဂျီမန်းချက်အကြီးတွေနောက်10နှစ်အနည်း20မှာကိုဖြစ်ချင်တဲ့အရာတွေကိုပြောတာပါ short term plan ကတော့ဂျီမန်းချက်အသေးတွေ daily goals တွေ weekly goals တွေကိုပြောတာပါနောက်လမှာငါဘာလုပ်မလဲနောက်အပတ်မှာဘာလုပ်မလဲစသဖြင့်မှာကျွန်တော်တို့အိမ်မက်တွေဖြစ်လာစေဖို့အတွက်အခုချိန်ရစပြီးတော့ရည်မှန်းချက်တေးတေးလေးတွေနဲ့စတင်လှုပ်ဆောင်လိုက်ပါလူတိုင်းမှာအားနည်းချက်ရှိပါတယ်အဲ့ဒီအားနည်းချက်ကလည်းလူတွေပစက်တယမ်းမှုအတွက်မဟုတ်ပါဘူးအသားဖြူတာညိုတာပိန်တာဝတာစသဖြင့်မို့အဲ့လိုမျိုးကိုယ့်ရဲ့အားနည်းချက်တွေကိုလာပြောတဲ့အခါမှာလာပြောင်းတဲ့အခါမှာလည်းတင်ငယ်သွားเสียရမလိုပါဘူးဘာလို့လဲဆိုတော့အားနည်းချက်မရှိတဲ့သူဆိုတာက ဘာတို့မှမရှိပါဘူးဒါပေမဲ့အဲ့လိုမျိုးအားနေချက်တွေကိုလူများစိတ်ထိကဲ့အောင်လိုက်ပြောနေတဲ့သူတွေလည်းရှိပါတယ်ကိုယ့်အပြောခံရပြီဆိုရင် လုံးဝဂယုမဆိုင်ပါနဲ့ကျွန်တော်တို့ငါရဲ့ဖြစ်တည်မှုကနင်တို့ပါဆက်တယံမှုအတွက်မဟုတ်ဘူးဆိုပြီးရဲရဲဝံ့ဝံ့ပြောလိုက်ပါအဲ့ဒီညမှာလူကြီးသူမတွေဆိုရင်လည်းကောင်းကောင်းမွန်မွန်နဲ့အလိမ္မာနီးနဲ့ပြန်ပြောလိုက်ပါဒီညမှာတခုတတိပေးခြင်းပါတယ်လုံးဝလုံးဝမရိုင်းမိပါစေနဲ့ကျွန်တော်တို့လူငယ်ဘဝမှာအချိန်နှင်းငွေတွေကိုကိုယ့်ရဲ့ဘဝအတွက် ရင်းနှီးမြှုပ်နှံထားပါလိုအပ်တဲ့သင်တန်းတွေကိုတက်ပါစကေးတွေကိုလိုက်ဖြစ်တာပါဒီတိုင်းမနေပါနဲ့ဒီဘက်ခေတ်အနေအထားအရစကေးတစ်ခုတည်းရှိနေုံနဲ့မလုံလောက်ပါအောင်အဆင်မပြေပါအောင်ဘတ်စုံတော်နေမှာကိုယ့်အတွက်အခွင့်အလန်းတွေရှိတာပါစကေးတစ်ခုမှာတော့ဆရာကြီးဖြစ်အောင်လုပ်ထားပါကျန်တာလေးတွေလည်းသိတယ်အဲ့လိုမျိုးပေါ့အခုအချိန်မှာကိုကိုကိုခိုင်းထားမှတစ်ချိန်မှာသူများခိုင်းတာကိုမခံရမှာပါလောကကြီးမှာပြောင်းညံ့နေတဲ့သူတွေအတွက်နေရာမရှိပါဘူး မာကြိုးတဲ့သူတွေအတွက်ပဲနေရာရှိတာပါအဲ့လိုမှမဟုတ်ရင်တော့ကို့မှာရှိနေတဲ့နေရာလေးပါဖယ်ပေးရပါလိမ့်မယ်တခါတလေအရန်ပင်မန်းလာတဲ့အခါမျိုးတွေမှာဆိုရင်အနားယူလိုက်ပါပြီးရင်တော့ပြန်ပြီးတော့ကြိုးစားပါကြိုးစားတဲ့အခါမှာကြိုးစားသလောက်အရာမထင်ဘူးဆိုရင်လည်းစိတ်တက်မကြပါနဲ့ကြိုးစားတိုင်းမအောင်မြင်ပေမဲ့အောင်မြင်နေတဲ့သူတိုင်းကတော့ကြိုးစားခဲ့ကြပါလေပြဿနာတွေကျုံးလာပြီဆိုရင်ရှောင်မပြေးပါနဲ့ရက်မနေပါနဲ့ရင်ဆိုင်တွေးလိုက်ပါအဲ့ဒီပြဿနာကိုငါဘယ်လိုဖြေရှင်းရမလဲဆိုပြီးမေးခွန်းပြီးပြီးရင်အဖြစ်ထုတ်ပါအ အဲ့ဒီဒီအတိုင်းထားလိုက်လို့ပြဿနာကြီးကပြီးမသွားပါဘူးကျွန်တော်တို့ဖြည့်ရှင်းမှရပါလိမ့်မယ်နောက်ပြီးတော့ပြဿနာဆိုတာကလည်းတစ်ခုခုလုံနေတဲ့သူတွေမှာပဲပြဿနာရှိတာပါဘာမှမလုပ်တဲ့သူတယောက်အတွက်ဘာပြဿနာမှမရှိပါဘူးကျွန်တော်တို့စာမူးဝဲကြဒါပြဿနာကြီးတစ်ခုပဲဒါစာမူးဝဲဖြေလို့ကြတာနော်မဖြေတဲ့သူတယောက်အတွက်စာမူးဝဲကြစရာအကြောင်းမရှိဘူးပြဿနာမရှိဘူးအဲ့တော့ကျွန်တော်တို့ပြဿနာရှိလာတဲ့အခါမှာစိတ်ပြတ်သွားမဲ့အစအဲ့ဒီအရာကကိုယ့်အတွက်အခွင့်အလမ်းတစ်ခုအဖြစ်သတ်မှတ်ပြီးတော့ ိုးစားဖြည့်ရှင်းလိုက်ပါမနဲ့မိုးလင်းလို့နိုးလာပြီဆိုရင်ကောင်းမွန်တဲ့အရာတွေကိုပြောပါကျေးဇူးတင်ကြောင်းပြောပါဥပမာအနေနဲ့ကျွန်တော်ပြောပြပေးပါမယ်ငါအခုမနဲ့ခင်းနိုးထလာခဲ့ပြီငါအသက်ရှင်နေသေးတဲ့အတွက်ငါကငါကျေးဇူးတင်နေငါ့ကိုအခုချိန်ထိကြွေးမွေးပြုစုစောင့်ရှောက်ခဲ့တဲ့မိဘနှစ်ပါးကိုကျေးဇူးတင်နေဒီနေ့ကငါအတွက်တာယာလှပတဲ့နေ့တစ်နေ့ပဲငါအတွက်ဒီနေ့ဟာစာမျက်နှာတစ်တစ်ခုပဲအတိတ်မှာဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ငါဂယုမဆိုင်ဘူးငါရဲ့အနာဂတ်အတွက်ကြိုးစားမယ်ငါရဲ့မိဘတွေအတွက်ကြိုးစားမယ် ဲ့လိုမျိုးစသဖြင့်ပြောပြပါကျွန်တော်ပြောတာကဥပမာတွေဆိုတော့နည်းနည်းလေးပါမိတ်ဆွေတို့ကဒီထက်မကအများကြီးပြောနိုင်ပါတယ်အခုဒီစာအုပ်ထဲမှာပါတဲ့မူဝဏ္ဏီတချို့ကိုပြောပြပေးသွားပါမယ်မိနိုင်အောင် မကြိုးစားပါနဲ့သူ့ကိုလုံးဝမဆက်သွယ်ပါနဲ့သူနဲ့တင်ဟာဒီတက်မဖြစ်နိုင်တော့ဘူးဆိုတာသတိရပါလက်ခံနိုင်အောင်ကြိုးစားပါခံစားချက်ကိုအတိမတ်ပြုပါဒါလေးတွေကိုတခြားလိုက်လုပ်မယ်ဆိုရင်တော့သိမ့်မကြခင်မှာတဖြည်းဖြည်းချင်းမှုဝင်နိုင်တော့ပါလိမ့်မယ် နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကောင်းမှုကုသိုလ်လေးတွေလုပ်ပါတရားဘာဝနာပွားများပါကျွန်တော်တို့ကလူသားတွေဖြစ်တဲ့အတွက်ကြောင့်မလို့အနေဆာဆိုတဲ့အရာကြီးနဲ့ကြုံရမယ်ကိုချီးရတဲ့သူတွေနဲ့တစ်ချိန်ချိန်မှာတည်ခွဲသူမဟုတ်ရှင်ခွဲခွဲခွာကြရမယ်မခွဲခွာခင်စัจ जा မှာကိုရဲ့မိဘတွေရှိနေကြိုင်မှာဂယုဆိုင်ပေးပါချစ်ပေးပါကိုဘေးမှာရှိနေတဲ့တငယ်ချင်းအပေါင်းအသင်းမိတ်ဆွေညီကိုမောင်နှမတွေကိုလည်းပဲချစ်ပေးပါချစ်ချောင်းကိုပြသပေးပါခွဲခွာသွားတော့မှငိုးနေရင်လည်းသူတို့တွေကပြန်ပြီးတော့ မလာနိုင်တော့ပါဘူးအဲ့တော့ရှိနေကြိုက်မှာတန်ဖိုးထားပြီးတော့ချစ်ပေးကြပါကျွန်တော်တို့အသက်ရှင်နေတုန်းလေးမှာလည်းပဲကို့ဘဝအတွက်တိုးတက်စီမဲ့အရာတွေကိုစူးစမ်းလှုပ်ဆောင်ပါပြောစရာတွေကတော့ဒီစောက်ထဲမှာအများကြီးပဲဗီဒီယိုကြီးအရန်ရှည်တော့မှာဆိုလို့ဒီနေရာမှာပဲရက်ချင်ပါတယ်ဒီစောက်ထဲမှာရေးထားတဲ့အရာတွေတဲကကျွန်တော်ရားလိုက်တဲ့အရာလေးတွေကို sharing လုပ်ပေးသွားခြင်းဖြစ်ပါတယ်မိတ်ဆွေကလူငယ်တယောက်ဆိုလို့ရှိရင်ဒီစာအုပ်ကိုမဖြစ်မနေဖတ်ကိုဖတ်ကြည့်တင်ပါတယ်တကယ်ကိုကောင်းတဲ့စာအုပ်ပါ ဖတ်ဖူးခဲ့ရင်လည်းဘလိုမျိုးအတွေးခေါ်လေးတွေရလိုက်လဲဆိုတာကိုပြောပြပေးသွားပါအောင်စာအုပ်ရဲ့တန်ဖိုးကတော့8000ကျပ်ပါဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်နောက်ထပ် review လုပ်စီခြင်းနဲ့စာအုပ်လေးတွေရှိရင်လည်း comment box မှာဝင်ရေးပေးသွားပါအောင်လာရောက်ပြုံမဲ့ကောင်းတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေ